အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရမ်စစ်သားစင်ရောဖြစ်ပါတယ်2025ခုနှစ်မတ်လ26ရက်ဗုဒ္ဓဦးနေ့နဲ့နှစ်ခင်းစစ်ရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အခြေတောင်တိုင်းစစ်ဌာနချုပ်နေပြီးဖျားသုံးလူခွေနဲ့ကိုကြာရင်စိတ်ကြီးအခြေချပြူပါဘူးစိုးရံအောင်နဲ့စစ်ကြောင်းဝင်ရောက်လာတာကိုဖာထီးလို့မသိလိုက်ပါဘူးရပ်လက်အစိုးရကလှမ်းပြောမှသိတဲ့အနေထားဖြစ်ပါတယ် ချိုင်းစိတ်ကြီးအခြေဆိုင်တိုင်ရင်တွေဖြစ်တဲ့အမှတ်32ခြေလင်တိုင်ရင်အမှတ်283ခြေလင်တိုင်ရင်နဲ့အမှတ်284ခြေလင်တိုင်ရင်တို့ရဲ့စစ်ကြောင်းတွေနဲ့ဝင်လာတာဖြစ်ပါတယ်။ဖျားသုံးစုခွေအခြေအနေကိုပြောရမယ်ဆိုရင်မူချာထိတ်စခန်းလဲစစ်ကောင်စီဘက်ကနေစုပ်ခွာသွားတာတစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။ရဲစခန်းတရင်တော်ကုန်းစခန်းနဲ့နဂရအောင်မြောက်စခန်းဘလောက်ပဲကျန်တော့တာဖြစ်ပါတယ်။ချိုင်းစိတ်ကြီးမှာဘုံပြင်းခြေဆိုင် အမှတ်73စစ်စေရေးကိုယ်ကဲမှုဌာနချုပ်စစ်စေရေးကိုယ်ကဲမှုဦးစီးတဲ့လက်အောက်ခံတိုင်ရင်းတွေကိုခြံထားခဲ့ပြီးအခြေချစစ်ပြူဝါမှုကရှေ့တက်လာတာဖြစ်ပါတယ်။ဖရားသုံးစုတွင်ထဲမှာထိတွေ့မှုတွေဖြစ်လာမလားဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ AR တိုင်းရေကြီးလေးမျက်နှာမြို့နယ်တွေမှာစစ်ရေးအခြေအနေတင်းမာမှုတွေရှိနေပြီမဲ့အတုတ်ရဲစခန်းကတော့ခက်တီတီနဲ့ဆိုင်ငယ်လိုင်းစင်အုပ်ထုပ်ဖမ်းနေသေးတာဖြစ်ပါတယ်။ ရေကြီးမြို့နယ်ကုန်းမြင့်စေးရုံကိုစစ်ကောင်စီစစ်ကြောင်းကဗိုက်ဘတ်ပိတ်ဆို့ထားပြီးစေးရုံအပြင်မထွက်ရဆိုပြီးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ရေကြီးမြို့လူမှုကူညီရေးအသင်းမှလူနာတဲ့ရင်တွေထွက်ခွာလာပေမဲ့အရေးပေါ်လူနာတွေကိုခေါ်ယူခွင့်မရဖြစ်နေပါသေးတယ်။နောက်ဆုံးအခြေအနေမှာတော့ကုန်းမြင့်ရဲစခန်းကနေဒေသခံပြည်သူတွေကိုဘေးလွတ်ရာသို့တိမ်းရှောင်ကြဖို့အတိပေးချေညာလိုက်ပြီးဖြစ်ပါတယ်။ကိုလာရွှေတို့ကလည်း ပြည်သူတွေပြေးကြလို့ကုညီပြရစေဆိုပြီးနောက်ကနေလိုက်ပင်နဲ့တူပါတယ်ဂျမန်လေးကပြောခဲ့တဲ့ငရေတောင်ကျောတဝိုက်မှာတော့ထိတိတိုက်ပွဲပြင်းထန်နေပြီဖြစ်ပါတယ်ပသိမ်မုံရွာကားလမ်းပေါ်ကအမြောက်စခန်းဟာတီရာကုန်းမြင့်ရွာနီးအေးရိတ်သာတောရဖုံကြောင်းထိဆုတ်ခွာအခြေပြုနေရပြီဖြစ်တယ်လို့ပူပေါင်းတပ်ဖွဲ့တွေကလည်းထပ်ထပ်လိုက်လို့ထိတိုက်တွေ့ကြပြန်ပြီဖြစ်ပါတယ်အမြောက်စခန်းဆိုတာအဝေးကိုပဲပြစ်လို့ရတာဖြစ်ပြီး ပြောင်းတဲ့ထောင်လို့ကိုကောင်းမော်ကိုပြန်ကြအောင်ပြစ်လို့ရတဲ့ဤစနစ်တော့ရှိနေပါသေးတယ်။တနင်္လာရီတိုင်းတဝယ်မြို့နယ်တဝိုက်မှာတော့ထိတွေ့တိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်လာပြီးအောင်မြင်မှုတွေလည်းများလာလို့အားတက်ဖွယ်ရာဖြစ်လာပါတယ်။မလ24ရက်နေ့ရင်းနှီးစိတ်ကမ်းဖြစ်စင်မှာဆိုရင်စစ်ကောင်စီစစ်ကြောင်းဟာမက်စီတော်တော်လေးကြိုက်ကုန်ကြပါတယ်။ကောက်လို့ရတဲ့ဓာတ်ပေါ်ကြီးအလောင်းတွေကိုနဘူးလေခြေတော်ရာဖျားမှာစုပုံထားရပါတယ်။ ကန်ယုံရန်ဒေသဟာလည်းရခိုင်နဲ့မြဝကျွန်းပေါ်ဒေသတို့လိုမျိုးစစ်ကောင်စီဘက်ကနေကြီးရည်လေတိုက်စစ်ဆင်လာနိုင်တဲ့မြေနေထားမျိုးဖြစ်ပါတယ်။ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာရေချောင်းကနေခြိတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်ထားနိုင်တာရှိတယ်လို့စစ်ကောင်စီရဲ့တိုက်စစ်ကြောင့်စိုက်ရင်လိုက်ဆုတ်ခွာပေးလိုက်ရတဲ့ဖြစ်စဉ်လဲယခုနှစ်အတွင်းမှာရှိခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့တိုက်စစ်ဆင်သူဘက်ကအလေးတာတဲ့အနေထားလို့ဆိုရမှာဖြစ်ပါတယ်။ မကွေးတိုင်းအထက်မင်းလာမြို့နယ်တဲကစမ်းလေရွာနဲ့ဗန်းမြင်ရွာအနီးတစ်ဝိုက်ကို drone နဲ့ဘုံလေးလုံးကျဲကတိုက်ခိုက်မှုပြုလုပ်တာခံလိုက်ရပါတယ်။ဗန်းမြင်ရွာသားတဦးလက်မောင်းဘုံစားထိမှန်မစိုးရင်ရခံရရရှိခဲ့ပါတယ်။ချင်းကုန်းရွာထိတွေ့မှုမှာတော့စကားစဘက်ကထိခိုက်မှုတေချာပေါက်ရှိမယ်လို့ထင်မြင်ရပါတယ်။ဘာကြောင့်လဲဆိုတော့ကန်တုတ်လမ်းစုံမှာလူနာတဲရင်ရောက်ရှိထွက်ခွာမှတ်တမ်းရှိနေလို့ဖြစ်ပါတယ်။ရှမ်းမြောက်ကတောင်ခန့်အခြေအနေမှန်ကိုသိကျင်နေကြမယ်ထင်ပါတယ်။ စစ်လော်ဘီလူဘက်ကလည်းသူတို့ရဲ့လှုပ်ရှားလာနိုင်မှုကွက်ကွက်လေးကို အသားပေးအောင်ဝဲခံပြီးစိတ်ဓာတ်စစ်စင်လုပ်နေကြတာကိုတွေ့နေကြရပါတယ်။တောင်ခမ်းစစ်တီတွေစီကိုကလေးစားတဲ့လေဖောင်းမုံတို့လေးတွေလက်ကျဲစီတဲ့စေးဘော့လေးလေးတွေဖာလိုက်ပို့ပြပြီးအောင်စိတ်ကိုအာသာဖြေနေကြတာတွေကိုလည်းမြင်ကြရမှာဖြစ်ပါတယ်။နောက်ဆိုရင် နောင်ချိုမြို့မှာကျိုးစွာကြီးနှုတ်ခွန်းဆက်တာပါကြီးဆိုတဲ့စိုင်းဘုတ်တွေနားမှာတောင်ဓာတ်ပုံရိုက်ဖို့စူးစမ်းလာနိုင်ခြင်းရှိပါတယ်။ ် TNL နဲ့ပူးပေါင်းတပ်တွေတာခင်းချင်းနေရာရွှေ့နေပုံရပါတယ် TNL တို့ရွှေ့ပြောင်းသွားတဲ့နေရာတွေမှာစစ်ကောင်စီကချက်ချင်းနေရာဝင်ယူပြီးတိမ်ပင်လဲပြန်ရဆိုကလုံနေတာလဲတွေ့ရလို့မေးလာသူတွေလည်းရှိပါတယ်နောက်ဆုံးအခြေအနေကတော့တောင်းခမ်းတဲ့ကလျက်တီရှိတဲ့ရွှေရောင်ပြန်ငွေရောင်ပြန်ဖျားကုန်းတွေနဲ့အရှိပဲကြောကညောင်နေရွာတဝိုက်မှာချီတိတိုက်ပွဲတွေစတင်ပြင်းထန်ပြည့်ရှိပါတယ် စစ်ကောင်စီအားနည်းနည်းလောက်လှုပ်လို့ရတာနဲ့အတန်ထွက်လာတဲ့သဘောလိုသာမှတ်ယူပေးကြပါ။နောင်ချုံမြို့နယ်ကြောက်ကျန်းရွာအဝင်ခိတ်ကို DPRA ကတာဝန်ယူထားတာဖြစ်ပါတယ်။ဂျမန်တွေက drone နဲ့ဘုံနှလုံးကျဲပြီးတိုက်ခိုက်ခဲ့ပြီမဲ့တပ်ဖွဲ့ဝင်တွေထိခိုက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ကြောင်မဲမြို့အနောက်ဘက်ခွန်မိုင်လောက်သာဝေးတဲ့မိုင်းတင်းရွာဘက်မှာ SSPB uniform ဝတ်စစ်သားတွေရောက်နေတာရှိပါတယ်။လုံခဲ့တဲ့နှစ်ပတ်ခန့်ကလည်းအခုလိုမျိုးစစ်သားလေးယောက်နောင်ပိန်နယ်မြေထဲမှာတွေ့လို့ဖမ်းဆီးဆစ်ဆင်းနေပါတယ်။ ပဲဘကိုးတိုင်းရဲ့ရှေ့ချမ်းပြည်မျိုးဖြစ်စဉ်ကသူတို့အချင်းချင်းလောက်ကြမှုတာဖြစ်ပါတယ် CCTV မှတ်တမ်းတွေရထင်ရမြင်ရဖမ်းထားတဲ့တန်လျာရှိတွေကိုလည်းလွတ်ပေးလိုက်ပြီလို့သိရပါတယ်စစ်တပ်ထဲမှာကျောင်းဆင်းမှာပေါင်းရှင်းမယ်တွင်တယ်တော့ဝင်ဖျဲလိုက်အောင်မယ်ဆိုတဲ့ရင်ကျေးမှုတရားကတော့ဖုံးကားနေသေးတာဖြစ်ပါတယ်စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်